ားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့တက္ကန်ဖောင်ဘာမာ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ကျွန်တော် sharing လုပ်ပေးသွားခြင်းတဲ့အကြောင်းအရာတွေကတော့ကျွန်တော်လက်ရှိသုံးနေတဲ့ကွန်ပျူတာတွေ laptop တွေမှာရှိနေတဲ့ class file တွေ task file တွေကိုကျွန်တော်တို့တစ်ပတ်တစ်ခါဒါမှမဟုတ်နှစ်ပတ်တစ်ခါအချိန်မှန်မှန်လေးရှင်းပြလာ Okay ကျွန်တော်ခုပြောတဲ့အချက်တွေကိုတော့ normal user တော်များများအနေနဲ့အဲလုံးဝမသိသေးတဲ့သူလည်းရှိမယ်ပေါ့နော်သိပြီးတော့မလုပ်တဲ့သူလည်းရှိပါလိမ့်မယ် တကယ်လို့ကျွန်တော်ခုပြောတဲ့ cast spine နဲ့ tan spine တွေကိုကျွန်တော်တို့အချိန်မမှန်မရှင်းလို့ရှင်ရင်နောက်ပိုင်းဖြစ်လာနိုင်တဲ့အကျိုးဆက်ကတော့ Mitsuru ရဲ့ computer laptop တွေရဲ့သုံးနေပေါ့နော် lifetime ကြာလာနိုင်တဲ့အများ computer မှာရှင်းနေတဲ့ battery အားမခံတာမျိုးတွေဆက်ဟန်းလာတာမျိုးတွေနောက်ပိုင်းကျွန်တော်တို့ application တခုအဝင်အထွက်တခုနဲ့တခုနောက်ကျလာတဲ့မျိုးတွေဖြစ်လာနိုင်တာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့အနေနဲ့ computer သုံးပြီးတိုင်းသုံးပြီးတိုင်းပေါ့နော်တစ်ပတ်တစ်ခါဒါမှမဟုတ်နှစ်ပတ်တစ်ခါအချိန်မမှန်လေး cast spine နဲ့ tan spine တွေကိုရှင်းပေးရမှာပဲဖြစ်ပါတယ်။ โอเคကျွန်တော်ဒီကနေ့မှာဒီကွန်ပျူတာကိုကျွန်တော်တို့ရဲ့ကွန်ပျူတာကိုမတော့အတစ်တစ်လုံးနှီးပါပြန်ပြီးရောဖြစ်သွားအောင်လို့ကျွန်တော်တို့ဒီနေ့ဆက်ရှင်းပြမှာပဲဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ကွန်ပျူတာမှာရှိနေတဲ့ window နဲ့ r နဲ့ပေါ့နော်ကွန်ပျူတာကီးဘုတ်မှာရှိတဲ့ကျွန်တော်တို့ window ရဲ့ r ကိုတွဲနှိမ့်လိုက်ပါဒါမှမဟုတ်ရင် window နဲ့ r မနှိမ့်လဲရပါတယ်ကျွန်တော်တို့ window key နှိမ့်လိုက်နှိမ့်ပြီးလို့ရှိရင်ကီးဘုတ်ကနေ r ကို run ဆိုပြီးတော့နှိမ့်လိုက်ပါပြီးရင် under key နှိမ့်လိုက်ပါဒါတူတူပဲပေါ့နော် ခုနဝင်းဒိုးအားတော့ကျွန်တော်တို့ RAM box ခေါ်လိုက်တာ shortcut shortcut နေပါတော့အဲနောက်ပြီးတော့ဝင်းဒိုးရိုက်ပြီးတော့လဲ RAM ဆိုပြီးတော့နှိပ်ပြီးတော့ undercut လို့လည်းရပါတယ် okay အခုလိုလိုပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ရဲ့ screen လိုက်ရှာပြီးတော့ RE CEN ဒီ reset ဆိုပြီးတော့လဲရှာလိုက်ပါပြီးရင် okay ကိုနှိပ်လိုက်ပါ okay ဒါဆိုတော့ဒီမှာရှိနေတဲ့ file တွေကကျွန်တော်တို့လက်ရှိပေါ့နော်တုံးတာရဲ့ကျွန်တော်ရဲ့ file တွေဖြစ်ပါတယ်ကျွန်တော်ဒီမှာခုနကတော့ကျွန်တော်ပုံလေးကြီးထားဖြစ်တဲ့အတွက်ဒီမှာပုံလေးပုံလေးပေါ့နော်ဒီ file တွေကိုကျွန်တော် reset အနေနဲ့သုံးတာဖြစ်ပါတယ် define ကိုကျွန်တော်တို့ဖြတ်ပြပါမယ်ဖြတ်ပြဖို့အတွက် control နဲ့ a နဲ့နှိမ့်လိုက်ပါပြီးလို့ရှိရင် keyboard ကနေ shift နဲ့ delete နဲ့ကိုထပ်နှိမ့်ပါတော့ okay ဒါဆိုရင်တော့ပြတ်သွားပြီပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ဒီမှာအမားချက်လေးတစ်ချက်နှိမ့်လိုက်ပါမယ် okay ဒါဆိုရင်တော့ဒါ reset mine နဲ့ရှင်းတာပါတော့ကျွန်တော်ကတော့ daily ရှင်းနေတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ reset မှာတိတ်မရှိနေဘူးပေါ့နော် mouse လိုအနေနဲ့လုံးဝဆက်ကိုမရှင်းပြဘူးရှင်းမှုမင်းနေတဲ့သူဆိုရင်တော့ window r နှိပ်ပြီးတော့ reset နှိမ့်လိုက်တိုင်းတည်းမြန်နဲ့ file တွေက လုံးဝအော်တိုကျလာမှာဖြစ်ပါတယ်။ Okay ဒါကျွန်တော် Visa function နဲ့နေလေးပါ။နောက်တစ်ခုကကြတော့ကျွန်တော် window အားပဲထပ်နှိပ်ပါမယ်။ဟုတ်ပြီ။ TEMP တက်လို့ရိုက်လိုက်ပါ။ပြီးရင် okay ကိုနှိပ်လိုက်ပါ။ Okay ဒါဆိုတော့ကျွန်တော်ဒီမှာ file လေးတစ်ခုပဲရှိပါတယ်။ဒီ file လေးကိုကျွန်တော် control A နှိပ်လိုက်မယ်။ပြီးရင် shift နဲ့ delete နဲ့နှိပ်လိုက်မယ်။နော်။ပြီးရင် yes ကိုနှိပ်လိုက်ပါ။ဒါဆိုရင်ကျွန်တော်ရဲ့ tag file လည်းမရှိတော့ပါဘူး။ပြီးရင်ကျွန်တော်ဒီမှာအမားလေးကိုပဲထပ်ပြီးတော့နှိပ်လိုက်ပါမယ်။ ်โอเคပြီးလို့ရှိရင်နောက်ထပ် ramp out ထပ်ခေါ်ပါမယ် window နဲ့ r နဲ့ပဲထပ်နေပါဒီတစ်ခါမှာတော့ကျွန်တော်တို့က tab file ကတော့သူက2မျိုးနှစားရှင်းလို့ရပါเนาะ yoyo tab ရှင်းတာ ਨੇ ကျွန်တော်တို့ဒီ hard disk တွေက tab နဲ့ရှင်းတာ ਨੇ မတူဘူးပေါ့เนาะโอเคပြီးလို့ရှိရင်ကျွန်တော်ဒီမှာ ramp out ခေါ်ပြီးဆိုရင် shift နဲ့ percent တွေပေါ့เนาะ percent တွေဆိုင်းလေးရိုက်ပါမယ် percent ပေါ့เนาะပြီးရင် tab ပြီးနောက်ထပ် percent မှာ percent 10%ဆိုပြီးရရလိုက်ပါတော့ဒီလိုမျိုးလေး okay ရပြီဆိုရင် okay ကိုနှိမ့်လိုက်ပါ ဒါဆိုတော့ဒီမှာတော့ကျွန်တော်မရှင်းတာအများကြီးရှိရပါတော့။ဒါလိုလဲကျွန်တော်ရှင်းပြပါမယ်။ရှင်းဖို့အတွက် keyboard နဲ့ control a ကိုပဲနှိပ်လိုက်ပါမယ်။ပြီးရင် shift နဲ့ delete နဲ့တွဲနှိပ်လိုက်မယ်။ပြီးရင်ကျွန်တော်တို့ဒီမှာ yes လေးကိုမောင်းနဲ့ click တစ်ချက်နှိပ်လိုက်ပါမယ်။ဒါတွေကတော့ကျွန်တော်တို့ဒီ file တွေကတော့ဒါဖြတ်လို့မရဘူးပေါ့နော်ဖြတ်လို့မရဘူးဖြစ်တယ်။ဒါကြောင့်မို့လို့ကျွန်တော်ဒီမှာ do this for all current items ဆိုတဲ့နေရာမှာဒီမှာ box လေးရှိရဲအကောင်လေးအမှန်ကြီးလေးနှိပ်လိုက်ပြီးလို့ရှိရင် circuit ဆိုတာလေးကိုနှိပ်လိုက်ပါ။ โอเคဒါဆိုရင်တော့ရသွားပြီပေါ့เนาะโอเคဒါဆိုရင်တော့ကျွန်တော်တို့ကွန်ပျူတာမှာရှင်းနေတဲ့တန်းဖိုင်တွေအားလုံးကိုကျွန်တော်ဒီမှာရှင်းပြပြီးပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ထုံးတဲ့တိုင်းဒီအမားလေးကိုပဲတစ်ချက်နှိမ့်လိုက်ပါမယ်โอเคအားဆိုရင်နောက်ပြီးရင်ကျွန်တော်နောက်တစ်ခုတနည်းပေါ့เนาะဒါဝင်းဒိုးအားပဲထပ်နေပါရမ်ဘော့ပဲထပ်ခေါ်ပြီးလို့ရှိရင် P R E F E D C A prefer ဆိုပြီးတော့နှိမ့်လိုက်ပါပြီးရင် okay ကိုနှိမ့်လိုက်ပါ ။ Okay ဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်တော့ဒါကတော့ permission တောင်းတာပေါ့နော်ကျွန်တော် good news ဆိုတာလေးကိုပဲနှိပ်ပေးလိုက်ပါမယ်။ Okay ဒါဆိုရင်ဒီမှာ prefer ဆိုရဲကျွန်တော်တို့ဒီထဲမှာဆို prefer ထဲမှာဆိုရင်တော့ဒီမှာအများကြီးပဲနော် file ကြီးအများကြီးရှိပါတယ်။ဒါကြောင့်ကျွန်တော်တို့ machine ပြတာတော်တော်ကြာနေပါပြီ။ဒါကြောင့်လို့ကျွန်တော်ဒီ file ကိုလည်းရှင်းပြပါမယ်။ဒါကြောင့်လို့ကျွန်တော် control a နှိပ်လိုက်ပါမယ်။ဆုံးတိုင်း shift နဲ့တနည်းနဲ့ run နေနိုင်မယ်ပြီးရင် yes ကိုပဲနှိပ်လိုက်ပါမယ်။ဒါဆိုရင်တော့ကျွန်တော် ဝင်လို့အားနှိပ်ပြီးတော့ကျွန်တော် reason file ရဲ့ term file ရဲ့ preferred မှာရှိတဲ့ file တွေကျွန်တော် share လိုက်ပြီးပဲဖြစ်ပါတယ်။ Okay နောက်ထပ်တစ်နည်းကတော့ကျွန်တော်ဒီမှာဝင်လို့အား random ကိုပဲခေါ်လိုက်ပါမယ်။ပြီးလို့ရှင်ရင်တော့ဒီမှာ JSON message တွေကတော့ CLE and MGR ဒါ MGR ဆိုတော့ manager ပါတော့ clean manager လို့သူကပြောနေတာဒါကဒီမှာ shortcut အနေနဲ့သုံးတာဖြစ်တဲ့ clean MGR ဆိုပြီးရိုက်လိုက်ပါမယ်။ပြီးရင် OK ကိုပဲနှိပ်လိုက်ပါမယ်။ Okay ဒါဆိုရင်ကျွန်တော်တို့ hard disk C တွေက ကျွန်တော်တို့တက် file တွေကိုရှင်းပါမို့နော် C ထဲမှာရှိရင် file တွေကိုရှင်းမှာဖြစ်တော့ကျွန်တော် OK ကိုပဲပေးလိုက်ပါမယ်။ Okay ဒီလိုမျိုးလေးဘောက်လေးကြာလာပြီဆိုရင်တော့ဒီမှာကျွန်တော်ဒီမင်းမှာပေါ့နော်ဒီဘောက်လေးရှိရဲ့အဲ့မှာကျွန်တော်ဒီမှာအမှန်ကြီးလေးတွေလိုက်ချက်ပေးလိုက်ပါ။ဒီလိုအမှန်ကြီးလေးတွေလိုက်ချက်ပေးလိုက်။ Okay ဒီလိုမျိုးလေးချက်ပြီးပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ဒီမှာ OK ကိုနှိပ်လိုက်ပါတော့။ပြီးလို့ရှိရင် delete file ဆိုတာကိုနှိပ်လိုက်ပါ။ အဲဒီမှာတော့ကျွန်တော်တို့ရဲ့ဖျားမဲ့ file တွေပေါ်မူတည်ပြီးတော့အအနေငယ်ကြာကောင်းကြာနိုင်နေပေါ့နော်ဒီနေရာမှာတော့ကျွန်တော်တို့စောက်ပေးလိုက်ပါ Okay ဒါဆိုရင်တော့ကျွန်တော်ရဲ့ဒီ locate cir file တွေကိုလည်းကျွန်တော်ရှင်းပြပြီးပဲဖြစ်ပါတယ် Okay နောက်ထပ်တနည်းအားကြတော့ကျွန်တော်တို့ဒီမှာ window r ခေါ်လိုက်မယ်ပေါ့နော် window r ခေါ်လိုက်မယ်ခေါ်ပြီးလို့ရှိရင်ကျွန်တော်အခုကြိုက်တူတွေလည်းရှာပြီပေါ့နော် con con p နော် mg empty dot ms c ဆိုပြီးရိုက်လိုက်ပါပြီးရင်ဟောနော် c o m b m g m d . m s c ဆိုပြီးရိုက်လိုက်ပါနော်ပြီးရင် okay ကိုပဲနှိပ်လိုက်ပါ okay ဒါဆိုတော့အခုလိုမျိုးလေးကြာလာတာမြင်ရပါလိမ့်မယ်ခုလိုမျိုးကြာလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလို့လဲဆိုတော့ဒီမှာ event viewer ဆိုတာလေးရှိရပါတော့ဒီမှာ event viewer ဆိုတာလေးရှိပါတယ်အားလေးကိုနှိပ်လိုက်ပါနော်နှိပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ window law ဆိုတာလေးရှိရနော်အဲ window law တွေကိုထပ်ပြီးတော့ဝင်ပေးလိုက်ပါနော်ဒီမှာ window law တွေကိုထပ်ပြီးတော့ဝင်ပေးလိုက်ဒီမှာကြာလိုက်ပြီနော် window law တွေမှာဆိုရင် application တွေရှိမယ် security setup system နော် forward event ဆိုပြီးတော့မှသူရဲ့အပိုင်းလေးရှိရပါနော်ဒီတော့ကျွန်တော်က application တွေကိုကျွန်တော်မြန်သွားအောင်အဝင်ထွက်တွေမြန်သွားအောင်ကျွန်တော်လုပ်မှာဖြစ်ရတဲ့ဒီမှာ application ကိုကျွန်တော် right click တစ်ချက်နှိပ်ပြီးလို့ရှိရင်ဒီမှာ clear law ဆိုတာလေးရှိပါတယ်เนาะဒီမှာ clear law ဆိုတာလေးရှိတယ်အားလေးနှိပ်ပြီးလိုက်ပါ โอเคပြီးလို့ရှိရင်ဒီမှာဒီလိုမျိုးကြားလိုက်ဆိုရင်ဒီမှာ clear ဆိုတာကိုထပ်ပြီးတော့နှိပ်ပြလိုက်ပါโอเคဒါဆိုရင်ဒီနေ့ကတော့ကျွန်တော်တို့ရဲ့ကွန်ပျူတာမှာတုံးနေတဲ့ application တွေတခုအဝင်အထွက်တခုနဲ့တခုပေါ့နော်နောက်မကြစီပဲအဲတွတ်သွားစီမယ်ညီလေးဖြစ်ပါတယ်အဲတုံးစားနိုင်ပဲကျွန်တော်တို့ဒီအောက်မှာရှိနေတဲ့ security ကိုလည်းကျွန်တော်တို့ regulate နှိပ်ပြီးလို့ရှိရင် clear law ဆိုတာလေးကိုနှိပ်ပြီးရင် clear ကိုနှိပ်ပြလိုက်ပါနော်โอเคပြီးရင်ဒီမှာ setup setup ဆိုတာကိုနှိပ်ပြီးရင် clear law clear เนาะအားဆိုကျွန်တော်နောက်ပြီးရင် system system on regulate clear လောနောက်ထပ် clear ထပ်နေမယ်เนาะပြီးရင်ဒီအောင်မှာ for event ဆိုတာလေးရှိပါတယ်အားလေး regulate clear လောပဲနေပြီးရင် clear ကိုထပ်နေပြီးလိုက်ပါ Okay ဒီကျွန်တော်တို့ဒီနီးပေါ့เนาะကျွန်တော်အခုပြရတဲ့နီးကတော့ application တစ်ခုနဲ့တစ်ခုအဝင်ထွက်ကျွန်တော်တို့အရင်ကထပ်ပို့ပြီးတော့မြန်သွားစီမယ်ညီလေးဖြစ်ပါတယ်။ပြီးရင်တော့အကုန်လုံးလုပ်ပြီးပြီဖြစ်တဲ့အတွက်ဒီမှာထုံးစံတိုင်းအမားလေးကိုပဲတစ်ချက်နှိမ့်လိုက်ပါမယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ရဲ့ ဒီကွန်ပျူတာမှာရှိနေတဲ့ Microsoft Store ပေါ့နော် Microsoft Store ကို reset လုပ်မယ် clean လုပ်မယ်နီးလေးဖြစ်ပါတယ်အဲ့လိုလုပ်ပို့တဲ့ကျွန်တော်တို့ Windows အောက်ပဲနှိပ်ပေးလိုက်ပါပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ WS WS လို့ရတယ်နော် WS IE SED အဲ့လိုရတယ်ပေါ့နော် WS IS ED ဆိုပြီးရိုက်လိုက်ပါရိုက်ပြီး OK ကိုနှိပ်လိုက်ပါခဏလေးဆောက်လိုက်ပါเนาะအခုလိုမျိုးလေး Microsoft Store လေးအခုလိုမျိုးလေးပေါ်လာပြီဆိုရင်ရပါပြီအခုလိုမျိုးပေါ်လာပြီဆိုရင်ကျွန်တော်တို့ဒီမှာ အမားလေးကိုပဲနှိပ်ပြီးလိုက်ပါဒါကတော့ကျွန်တော်တို့ဒီ wifi နဲ့သုံးနေရတဲ့သူတော်တော်များများပါเนาะကွန်ပျူတာကို wifi နဲ့သုံးနေရတဲ့သူတော်တော်များများဒီ microsoft store ကိုကျွန်တော်တို့ရှင်းတင်ပါတယ်ပေါ့เนาะ microsoft store ကကျွန်တော်တို့ဒီပေါ့เนาะကျွန်တော်ရဲ့နေ့စဉ် activity မှာသူကထောက်ကူမြုပ်နေတာဖြစ်တဲ့အတွက်ဒီသူ့ကိုလည်းကျွန်တော်တို့ခြံထားလို့မရဘူးပေါ့เนาะကွန်ပျူတာမှာဒီကွန်ပျူတာကျွန်တော်ရဲ့ကွန်ပျူတာ laptop တွေမှာ microsoft store ကပြောမှဆိုကျွန်တော်တို့မိခင် software တစ်ခုလို့ဖြစ်နေရပါဘောเนาะ โอเคနောက်ဆုံးပေါ့เนาะနောက်ဆုံးရှင်းရမှာကတော့ကျွန်တော်တို့ဝင်းဒိုးနှိမ့်လိုက်ပါနှိမ့်ပြီးရင် CMD ဆိုလို့ရလဲပေါ့เนาะဒီမှာအခုလိုမျိုးလေး comma prompt ဆိုပြီးတော့ကြာလာပြီဆိုရင် alter key လေးနှိမ့်လိုက်ပါโอเคအခုလိုမျိုးလေးဒီမှာ comma box လေးကြာလာပြီဆိုရင်ကျွန်တော်အခုရိုက်နေမျိုးလေးလိုက်ရရှာပြီပေါ့เนาะ IB IB config လို့ရလဲပါပြီးရင်ကျွန်တော်မြင်းကောင်းလေးခံ F L U S 8 plus လို့ရလဲပေါ့เนาะပြီးရင် DNS โอเค ခုလိုမျိုးလေ IP config မြင်ဆောင် flash dns ဆိုပြီးရဲလဲပေါ့နော်ရိုက်ပြီးပြီဆိုရင် under တစ်ချက်နှိမ့်လိုက်ပါ Okay ဒီမှာဒါဆိုရင်တော့ dr ဘာလို့ရလဲဆိုရင်ကျွန်တော်ရဲ့ computer မှာ gas mine နေရှိသေးလားမရှိတော့ဘူးလားဒါမှမဟုတ်ဒီ gas mine ကိုကျွန်တော်ရှင်းလိုက်တဲ့အတိုင်းအတာကဆက်စပ်မှုဖြစ်လားမဖြစ်လားဆိုတော့ကျွန်တော်တို့အဲကျွန်တော် command bound နဲ့စတဲ့နည်းပေါ့နော် Okay ဒါဆိုရင်ကျွန်တော်ခုနကပြောသလို command ခေါ်ပြီးတော့ ip config မြင်ဆောင် flash dns ဆိုပြီးရဲလိုက်တဲ့အချိန်မှာဒီမှာ window ip config ချရင်းဆိုပြီးတော့သူ့အနေနဲ့ပြန်ကြလာပါတယ် ဒီမှာသူပြောထားတာရှိပါတယ်မှာ successfully flush the DNS resolver cache ဆိုပြီးတော့ရေးထားပါတော့ဒါဆိုရင်တော့ကျွန်တော်တို့ cache file တွေဒါပေမဲ့ DNS file တွေကိုရှင်းတဲ့နေရာမှာကျွန်တော်တို့ successful ဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ command box နေကနေတစ်ဆင့်ပြန်ပြီးတော့ပြောထားတာဖြစ်ပါတယ်မစ္စတာအနေနဲ့ဒီနီလန်းနေတိုင်း live လုပ်မယ်ဆိုရင်မစ္စတာရဲ့ computer ကိုကျွန်တော်တို့အစ်တစ်တလုံးနှီးပါပေါ့နော်ကျွန်တော်တို့အရင်တိုင်းငယ်စံပေါ်ပါတော့လာသွားစီမှာဖြစ်ပြီးတော့အဲကျွန်တော်တို့တစ်ပတ်တစ်ခါနှစ်ပတ်တစ်ခါ လုံးမယ်ဆိုရင်လည်းကွန်ပျူတာရဲ့ tab down ပေါ့နော် live time ဒီကျွန်တော်တို့ဥမာ5 year brandy ရှိတဲ့နေရာမှာထိုင်းကြီးအရောက်ထိဖြစ်သွားစေရည်နေလေးဖြစ်ပါတယ်။နောက်ပြီးတော့ battery life ကိုလည်းကျွန်တော်ရဲ့ကွန်ပျူတာမှာရှိရဲ battery life ကိုလည်းကြာရှည်ခံနိုင်မယ်အနည်းလေးပဲဖြစ်ပါတယ်။အားလုံးပဲကျွန်တော်ရဲ့တခိုင်း from Burma YouTube channel ကနေအခုလိုမျိုးကျွန်တော်တို့ကွန်ပျူတာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကျွန်တော်တို့ဒီအခြား application ကျဆော့ဝဲနဲ့ပတ်သက်တဲ့အကြောင်းအရာမျိုးတွေကိုကျွန်တော်နေ့စဉ်ကျွန်တော် တပတ်တစ်ခါပေါ့နော်တင်ဆက်ပေးနေတာဖြစ်တဲ့အတွက်မင်းတို့အနေနဲ့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ရသေးဘူးဆိုရင်လည်း subscribe လုပ်ထားပေးဖို့ကျွန်တော်ပြောကြားလိုပါတယ်အားလုံးပဲနောက်ထပ် video လေးမှာပြန်လည်းဆုံတွေ့ကြပါမယ်